မင်္ဂလာပါရှင်ဒီနေ့ကတော့တကြံသမင်းလေးကိုမင်းင်းချက်စားပြပါတယ်အဲ့တော့မင်းင်းဒီနေ့ကတော့တရက်ချင်နဲ့တရက်ဒီနဲ့ငကွန်းရှက်ချောက်ကလေးကိုကြော်တာလေးကိုကြော်ပြမှာဖြစ်ပါတယ်ငကွန်းကြက်လေးကတော့ဒါ6ထောင်ပို့ပါငကွန်းရှက်ကလေးကတော့မင်းင်းဝယ်ထားတာနော်သူ့ပြုတ်လိုက်တယ်အသားရွယ်ဆိုတော့အယိုးတစ်ချောင်းမှမင်းင်းမပါပါဘူးပြီးတော့ပြန်ထောင်းတယ်တရက်ဒီလေးတွေကိုမလီးခင်မှလည်းစေးတယ်ပြီးတော့ပောက်ပြီးတော့ပြန်စေးတယ် ကျက်တော်နီသုံးလုံးကိုမင်းင်းပြီးပါတယ်ပြီးတော့မြေပဲစီလေးနဲ့ကြော်มาဖြစ်ပါတယ်စီလေးကိုထည့်မယ်စနွင်းလေးနှင်းငယ်ထည့်ပါမယ်ကျက်တော်နီလေးကိုလီးရတာလေးကိုထည့်မယ်ကျက်တော်နီလေးကိုမွေးလောင် စီတတ်ပါမယ်မတူးရင် မတူးအောင်မတူးပါစေနဲ့เนาะပြီးတော့ကျက်တော်နီလေးပြော့ပြီးတော့မွေးလာပြီဆိုလို့ရှိရင် 6000ရာလေးကိုထည့်ပြီးတော့မှုလိုက်ပါမယ်။အဲ့ဒီကိုချုံမုတ်လေးအနေငယ်ထည့်ပါမယ်။အပြန်ရင်တော့မတည့်ဘူးသူငယ်6000နဲ့6000ရာတွေကိုငပြန်ရင်မထည့်သေးပါဘူးနော်။ပြီးတော့တရသီးလေးကိုထည့်မယ်။တရသီးထည့်ပြီးတော့မှ အပေါ်ကငပြန်ရင်လေးထည့်ပြီးတော့အနေငယ်ထည့်ပါမယ်။မချောက်ရဲ့အပေါ်ငံကိုကြည့်ပြီးတော့ငပြန်ရင်လိုက်ထည့်ပါနော်။လိုက်တော့မယ်။မချောက်ကပြုတ်လိုက်တဲ့ကြောင့်မို့အငံတက်တွေကလည်းရော့သွားပါရဲ့။ ခုဆိုရင်တရသည်နဲ့ငချောင်းနှံလေးရလည်းမွေးလာပါပြီတရသည်လေးလည်းဦးပြလာပါပြီဒါလေးကလွယ်လွယ်ကူကူလေးနဲ့စားတာရာသီစာလေးပါနော်အခုလိုမျိုးအချိန်ခေရလေးမှာအရန်ကောင်းပါတယ်ခုဆိုရင်ငချောက်တောင်းကြော်လေးချက်သွားပါပြီပြီးတော့ငေဦးသီးလေးကိုဆက်ပြီးတော့ကြော်ပါတယ်ကဲငေဦးသီးကြော်မွမွေးလေးနဲ့ငချောက်တောင်းကြော်လေးချက်ပါပြီကြံထမင်းလေးကိုတွက်ဖက်ပြီးတော့စားမှာဖြစ်ပါတယ် ြင်စကြပါဦးနော်โอ้6000ကျော်ကြီးချပါပြီကဲဥစုညံသမင်းလေးကိုစားတဲ့အခါမှာမင်းနင်းတို့ကတော့သမင်းလေးကတော့ရိုးရှင်းရှင်းပါပဲရေများများလေးနဲ့သမင်းကိုတွေလိုက်တယ်ပြီးတော့ရေကိုဘဘွက်ဆူလာပြီးဆန်လေးကကြက်လောက်တယ်ဆန့်လာပြီဆိုလို့ရှိရင်ရေတွေကိုသွန်ချလိုက်ပြီးတော့မင်းနင်းတို့ကတော့ဒီငွေ6000ကျော်လေးနဲ့တောက်ရည်လေးနဲ့ရေလေးနဲ့စမ်းစားမှဖြစ်ပါတယ်ပြီးတော့ ဖျောင်းနှံကိုမကြိုက်တဲ့ကြောင့်မမင်းနဲ့ကရိုးရိုးရေလေးနဲ့ပဲစားတာဖြစ်ပါတယ်။ဖျောင်းနှံကိုကြိုက်တဲ့လူကတော့အိုးလေးရှိလို့ရှိရင်အိမ်မီးအိုးလေးတဲ့ကိုတောက်ရီအိုးလေးတို့ပုံစံမျိုးလေးအိုးလေးတဲ့ကိုဖျောင်းနိုင်လေးထုံးပြီးတော့အပေါ်ကအနံ့လေးနဲ့ဒါလေးထုံးလိုက်တဲ့အခါမှာအနံ့လေးထွက်လာတယ်ပြီးတဲ့ကိုအဲ့ထဲမှာရေလေးလောင်းထည့်လိုက်မှုရပါတယ် ခုလိုချိန်မှာတချံသမင်းလှုပ်စားတဲ့အခါမှာယင်ကိုအေးစေပါတယ်။ရူရသည်မှာပေါ့နော်။အဲကြောင့်မို့ရူရသည်နဲ့လိုက်ဖက်ပါတယ်။ယူသီကျော်ရဲ့အကျွတ်ကလည်းမွမွေးလေးနဲ့လေကျွတ်ကျွတ်ကလေးနဲ့ဆိုတော့သမင်းရည်စမ်းလေးနဲ့အရန်ဆောက်လို့ကောင်းပါတယ်။ဖျောင်းနဲ့မှန်ပါပဲမင်းနင်းတို့ကသမင်းရည်စမ်းဆိုအရန်ကြိုက်ပါတယ်။ ရာသီဥတုမှာရာသီဥတုကအရင်လက်ပူပါတယ်။ဒါမျိုးမျိုးရအစားစားပေါ့နော်။ကျန်နေမှာတော့ဝင်လိုက်ပါလေ။အကျိုးဆိုရေခဲတော့ထည့်ပြီးသားနော်။ရမျိုးတို့ကဘာဘာဘာဒီနာမည်။ဆန်လုံးဆန်လာလို့ရှိရင်ဒီနေ့တော့မြင်ကြလာလို့ရှိရင်အခြေအနေငှက်ပြီးတော့ င်းနဲ့ချစ်ရတဲ့မိတ်ဆွေတွေလည်းတင်းညာကဒီမှာအိမ်မှာနာနာနေနေနဲ့မိသားစုတွေချက်ပြုတ်သွားလို့ရအောင်မင်းညာဒီလိုလေးလည်းတော့တင်ဆက်ပေးဖြစ်ပါတယ်ဒါမှဆေးစားခြင်းကိုကြမ်းမှခြင်းနဲ့ပြုကြပါလေ။မိဖုရားတွေလည်းပြုဝင်ကြပါလေ။ဆက်ပေးမှလည်းပြုဝင်ကြပါလေလို့မင်းနဲ့ကစုမုံအောင်တောင်းလိုက်ပါရဲ့။အားလုံးကျေးဇူးတင်ပါတယ်။